ယာကူဇာကနေတာမန်ပြည်သူတယောက်ဖြစ်ပြောင်းနေခဲ့တဲ့ကောင်းပါလေးပရိသတ်တို့ကိုဒီနေ့ကျွန်တော်တင်ဆက်ပေးမှာကတော့ Sailor Suit and Machine Gun Graduation ဆိုတဲ့ဂျပန်အက်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။အိုဇူမီဟိုရှိက16နှစ်အရွယ်တဒန်းကျောင်းသူလေးပါလွန်ခဲ့တဲ့နှစ်နဲ့ငယ်တုန်းကသူမကယာကူဇာဆိုတဲ့လူစိုးအဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ပြိုင်ခွဲအဖွဲ့ကိုကိုပိုင်စစ်တပ်နဲ့ပြစ်ခဲ့ဘူးတာကြောင့်လဲအများကြီးမှနာမည်ကြီးနေပါတယ်။ လက်ရှိမှာတော့ယာကူဇာဂိုင်းသားတွေဖြစ်တဲ့သူမရဲ့လူရို3ယောက်မီတာက UG နဲ့ဟာရူအိုရုံးနဲ့အတူကော်ပီဆိုင်ဖွင့်ထားပြီးတော့မန်နေဂျာလုပ်နေပါတယ်။သူတို့ကပြမှုတွေမလုပ်တော့ဘဲနဲ့တာမန်ဘဝမှာပဲနေဖို့ကြိုးစားနေကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းသူတို့ကော်ပီဆိုင်ကအမျက်သိမ့်မကြမ်းပါဘူး။ဂိုင်းသားတွေကလည်းခုထိတာမန်ဘဝနဲ့နေသားမကျသေးပေမဲ့လည်းအီဇူမီကသူတို့ကိုကူညီပေးနေပါတယ်။ဒီနေ့ကျရင်တော့ထထန်းချောင်းသူတယောက်က Moral Agency တစ်ခုအကြောင်းသူတို့ဆိုင်မှာလာတိုင်ပါတယ်။ အဲ့ဒီ agency ကအကောင်မလေးတွေကိုအလုတ်ခံပြီးတော့ငွေညှစ်နေတာပဲဖြစ်ပါတယ်။စာချုပ်ချုပ်ပြီးတာနဲ့လိမ်မန်းဆိုင်ရာအမျက်ထုတ်မှုတွေပါလှုပ်လာတဲ့အထိပါပဲ။ဒါကြောင့်သူတို့ကိုကူညီတောင်းပြီးတော့ agency ကိုပိတ်အောင်လုပ်ပေးစီခြင်းနေပါတယ်။ဂိုင်းခွေးကလည်းတာမန်ဘွားနဲ့နေခြင်းပင်မဲ့ဒီလိုအဖြစ်တွေပေါ်လာတဲ့အခါမှာတော့မဖြစ်မနေပြန်လှုပ်ရတာပါပဲ။နောက်နေ့မှာတော့ agency စီသွားပြီးတောင်းကျမ်းပြီးတော့ကောင်မလေးတွေစီကငွေညှစ်ထားတဲ့ပတ်စံတွေကိုပြန်ပေးဖို့ပြောပါတော့လေ။ ။နောက်နေ့အဲ့ဒီလုပ်ငန်းကပတ်စံတွေကယာမာဂူဂျီဆိုတဲ့အဖွဲ့အစည်းကိုရောက်သွားတာမှန်မန်နေဂျာကနေတဆင့်အီဇူမီတို့တည်ပါပါတယ်။ယာမာဂူဂျီဂိုင်းအဖွဲ့ကအီဇူမီတို့ဂိုင်းထက်တောင်ပိုအင်အားတောင်းတင်းတာမို့သူတို့နဲ့သွားရှုံမိရင်ပြဿနာပဲဖြစ်လာမှာပါ။အေဂျင်စီမန်နေဂျာကလူစိုးအဖွဲ့စီကိုဖုံးဆက်နေပေမဲ့လည်းယူဂျီနဲ့အီဇူမီကတားလိုက်နိုင်ပါတယ်။အင်မြန်လမ်းမှာတော့အေဂျင်စီကိုဥပဒေအရဘယ်လိုတားရမလဲဆိုပြီးတော့အကြံထုတ်နေကြပါတယ်။ဒါမဲ့လည်းဒီလန့်ရှာမရခဲ့ပါဘူး။ ရုတ်တရက်ယာမာဂူဂျီဂိုင်းဖွယ်သားတွေရောက်လာပြီးတော့ဟာရူအိုနဲ့ယူဂျီကိုပြစ်လဲသွားအောင်လုပ်ပြီးတော့အီဇူမီကိုသူတို့နဲ့လိုက်ခဲ့ဖို့ပြောပါတော့တယ်။အီဇူမီမှလည်းပြောချင်တာတွေရှိနေတာမို့သူတို့ခေါင်းဆောင်နဲ့လိုက်တွေ့ဖို့သဘောတူလိုက်ပါတယ်။ဟိုလဲရရောအီဇူမီကသူ့ထက်အသက်နှစ်ဆကြီးနေတဲ့လက်နက်ကိုင်းတွေကိုတော့ကြောက်ခံမပေါ်ပါဘူး။အဲဒီမှာယာမာဂူဂျီကဆေးကြောက်ကူကီးတွေကိုထုတ်ပြပြီးတော့ဒါရီကိုအီဇူမီရောင်းနေတာလို့စွပ်စွဲပါတော့တယ်။သူတို့နှစ်ဘက်လုံးကဒီလိုတရားမဝင်နေမရောင်းဖို့အရင်ကတည်းကသဘောတူထားတာပဲဖြစ်ပါတယ်။ ဒီဇူမီကအဲ့လိုဟာမျိုးတွေကိုသူမမယောင်းဘူးလို့ညင်းပြီးတော့မော်ရီအေဂျင်စီအကြောင်းကိုစပြီးတော့မေးပါတော့တယ်။ဒါမှမဟုတ်လည်းယာမာဂူချီနဲ့အဲ့ဒီအေဂျင်စီကတကယ်တမ်းမှဘာမှမသက်ဆိုင်တာမို့တရားရုံးကဒီသတင်းတူတွေကိုဖြန့်ပြီးတော့တမင်ကြောက်ချတာမှအီဇူမီတီးသွားပါတယ်။မီဒါကာကမီရှူမီဘန်တွေကိုခန္ဓာကိုယ်မှာပတ်ပြီးတော့အီဇူမီကိုကယ်ဖို့ရောက်လာပါတယ်။နောက်နေ့ကျရင်တော့ရအောင်စုံစမ်းမယ်ဆိုပြီးတော့အီဇူမီကလည်းနောက်ပြန်လှည့်လာလိုက်ပါတယ်။အခုတွေ့ရမှာကတော့ဒီဇက်ကားရဲ့ဗီလိန်ယာဆူအီပဲဖြစ်ပါတယ်။ ။ Izumi က Moray Agency လုပ်ငန်းကိုဝင်ရှုပ်နေတယ်ဆိုတာကို Yasui ရဲ့လက်ထောက်ကသူ့ကိုပြောပြလိုက်လာပဲဖြစ်ပါတယ်။ဒါဆိုရင် Yamaguchi Nami တုံးနေတဲ့မတမာသူနောက်ွယ်ကလက်မဲကြီးကသူ့မှန်းတေချာသွားပါပြီ။ဆက်ပြီးတော့လည်းသူ့ရဲ့လက်ထောက်က Izumi တို့ဂိုင်းခွဲចောင်းကိုပြောပြပါတယ်။ Izumi လေတန်းចောင်းသူဘောရုံက Izumi ရဲ့ဆရာကသူမရဲ့ဦးလေးကိုရိုင်းဖြစ်ပြီးတော့ယာကူဇာအဖွဲ့ရဲ့ခေါင်းဆောင်ဟောင်းလေးဖြစ်ပါတယ်။ဒီနေ့မှာတော့ Izumi ကိုចောင်းကနေအိမ်ပြန်ခေါ်လာတော့အပြန်လမ်းမှာသူမဦးလေးတတ်ခံလိုက်ရပါတယ်။ ဒါကြောင့်အီဇူမီကခေါင်းဆောင်ဖြစ်လာပြီးတော့တူဦးလေးကိုတတ်သွားတဲ့သူတွေကိုပြန်ပြီးလက်စားချေရင်းနဲ့နောက်ဆုံးမှာတော့ပြိုင်ဘက်အဖွဲ့လည်းပြစ်စည်းသွားပါတယ်။အီဇူမီကလည်းသူမတို့ရဲ့ဂိုင်းကိုမဖျက်သိမ်းခင်မှာဂျမကူချီနဲ့သူမကတဖက်သူရဲ့ကိစ္စတွေမှာဝင်မပါဖို့သဘောတူလိုက်ပါတယ်။ဒီထက်ကတစ်ချက်ကတော့နှစ်ဖက်တူပိုင်နဲ့မြေပိုင်ကွက်တွေမှာဆိုရင်ဆေးကြောက်တွေမရောမှုပါပဲ။လက်ရှိမှာတော့အီဇူမီနဲ့အဖွဲ့ကဆေးကြောက်ကုမ္ပဏီတွေကိုဘယ်သူရောင်းလဲလိုက်ပြီးတော့စုံစမ်းနေပါတယ်။ ဝယ်သူရောင်ဆောင်ပြီးမေးကြည့်တဲ့အခါမှာတော့ယာမာဂူဂျီအဖွဲ့ကဒီလူငယ်လူရန်ကားတွေကို ထောက်ပံ့ထားမှန်းတီးလိုက်ရပါတယ်။အဲဒီကောင်လေးတွေကလည်းသူတို့အလင်ခံလိုက်ရမှန်းတီးသွားပါတယ်။အီဇူမီကလည်းသူမစိတ်တဲ့တန်တရားဝင်လာတာနဲ့ပဲရဲခေါ်လိုက်ပြင်မဲ့ရဲကဒီကိစ္စကိုအဖက်တောင်မလုပ်ပါဘူး။တပတ်မှလည်းယာဆူအီးနဲ့သူ့ရဲ့ညာလေယုံဂျေးစာလူတသမားပြောနေကြတဲ့စကားဝိုင်းထဲမှာအီဇူမီအကြောင်းလည်းပါပါတယ်။ဘာပဲဖြစ်ဖြစ်ယာဆူအီးကယာမာဂူဂျီနာမည်နဲ့စေးကြောင်ရောင်းပြီးတော့အေဂျင်စီကိုခိုးပြီးတော့ထောက်ပံ့နေတာပါ။ ယာမာဂူချီရဲ့ညာလျုံနယ်မီကတော့ဆူဂီနာကဖြစ်ပြီးတော့ဒီချုပ်ထွေးရဲ့နောက်ွယ်ကတရခံကယာဆူအီလို့သူတန်တရားရှိနေပါတယ်။ဒါကြောင့်ဘာဖြစ်နေတာလဲတီးရဖို့စပိုင်လွတ်ပြီးတော့စုံစမ်းလိုက်တဲ့အခါမှာယာဆူအီနဲ့သူ့အဖွဲ့ကမျိုးတွေကိုတင်ပိုက်ဖို့ကြံနေမှန်းတီးလိုက်ရပါတယ်။ယာဆူအီရဲ့အဓိကရည်ရွယ်ချက်ကတော့လာမယ့်ရွေးကောက်ပွဲမှာသူ့ရဲ့တွဲဘက်ကိုမျိုးတော်ဝင်ဖြစ်အောင်လုပ်ပေးဖို့ပါပဲ။အဲလိုရွေးကောက်ပွဲမှာနိုင်သွားပြီဆိုရင်တော့ဂိုင်းဘွဲတွေကိုအပြတ်ရှင်းပြီးတော့ကိုဂျိုးတွဲဘက်ကိုရဖို့လုံတော့မှာပါ။ နောက်နေ့မှာတော့အီဇူမီထက်တန်းလုံးကကလေးမလေးတယောက်ကကျောင်းဟောကန်လေးကနေပြေးထွက်လာပါတယ်။သူမဘာဖြစ်တာလဲဆိုတာကြည့်ဖို့အတွက်ကျောင်းသားတွေလည်းစုပြုံလာရောသူမလည်းကျောင်းမြင့်ကိုထွက်ပြေးရင်းနဲ့ကားတိုက်ခံလိုက်ရပါတယ်။အခင်းမှာအီဇူမီတယောက်ကူကီးတွေကိုတွေ့သွားခဲ့တဲ့အခါမှာတော့ကိစ္စတွေကသူမထင်ထားတာထက်ကိုပိုပြီးရှုပ်ထွေးနေမှန်းသိလိုက်ရပါတယ်။အိမ်ပြန်လမ်းမှာတော့ရာဇဝီနဲ့လျှို့ဝဲပူပေါင်းနေတဲ့မြို့တော်ဝင်လောင်ကူစာကာဘီနဲ့အီဇူမီစုံမိသွားပါတယ်။အဲ့ဒီမြို့တော်ဝင်လောင်ကတိုင်းပြည်ရဲ့နိုင်ငံရေးတွေကိုထိန်းချုပ်ဖို့ရာဇဝီရဲ့ဝက်ဖဲတစ်ချက်ပဲဖြစ်ပါတယ်။ သူတို့တွေရဲ့မကောင်းတဲ့အကြံတွေကိုအီဇူမီကသိပင်မယ်လေဒူရီကတော့မျိုးတော်ဝင်ရဲ့ပြားရည်စံမူသားတွေထဲမှာယုံကြည်နှမြုပ်ဝင်နေတာမို့သူမလည်းဘာမှမတတ်နိုင်ခဲ့ပါဘူးအဲညမှာရာစုကြီးနဲ့သူတို့ဘက်တွေတရင်တစ်ခုရခဲ့ပါတယ်ရာမာကူကြီးရဲ့တပည့်တွေတော်တော်များများကလက်ရှိမှာမျိုးပြင်ရောက်နေတာမို့အခုကရာစုကြီးတို့အတွက်အချိန်ကောင်းတစ်ခုပါပဲဒီခွင့်ရေးကိုသုံးပြီးတော့ရာမာကူကြီးနဲ့သူတို့အပေးယူသွားလို့ကြပါတယ်ရာစုကြီးနဲ့ပူပေါင်းရင်နှုတ်ဦးသားတွဲပဲဖြစ်သွားနိုင်ပြီးတော့လက်မကန်ရင်လည်းရာမာကူကြီးကိုချက်ချင်းတတ်ပြစ်မှာပါ တေချာစဉ်းစားပြီးရွေးချယ်စရာမရှိတဲ့အဆုံးမှာတော့ယာမာကူချီလည်းသဘောတူလိုက်ရပါတယ်။ဒါမဲ့ညာလီယုံစူကီနာဂါကတော့မကြေမနက်ဖြစ်နေပါတယ်။ယာဆူအီကသူ့ဂျိုးတပဲကြည့်ပြီးတော့ဘေးလူတွေကိုဖြစ်စည်းပစ်တော့မယ်ဆိုတာကိုလည်းသူသိနေပါတယ်။ဒါကြောင့်သူကအီဇူမီဘက်ကနေဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမကိုတိတ်တိတ်လေးဟိုတယ်စီကိုခေါ်လိုက်ပြီးတော့ယာဆူအီရဲ့တွဲဘက်ကူဆာကာဘီကမဲနိုင်သွားတဲ့သတင်းကိုဖွင့်ပြလိုက်ပါတယ်။ဆိုလိုတာကတော့ကူဆာကာဘီကအခုဆိုတရားဝင်မျိုးတော်ဝင်ဖြစ်သွားပြီမို့ယာဆူအီကလည်းအာနာပို့ပြီးတော့ကြီးလာနေပါပြီ။ ။ဒါကြောင့်မို့ဆူကီနာဂါကဒီကိစ္စတွေကိုထိန်းချုပ်နိုင်အောင်လုပ်ပေးပါဆိုပြီးတော့အီဆူကီကိုကူညီတောင်းပေမဲ့လည်းသူမကတော့ပူပေါင်းမှုညင်လိုက်ပါတယ်။ဘာလို့လဲဆိုတော့သူမကတပည့်ဖွဲ့ရဲ့လူယုံဖြစ်နေလို့ပဲဖြစ်ပါတယ်။ဆူကီနာဂါကမပြန်ခင်မှာမင်းရဲ့ဦးလေးကဒီမျိုးကိုကာကွယ်ပေးထားတာ။အခုဆိုရင်ယာဆိုးကြီးလိုလူမျိုးတွေစီကနေမျိုးကိုကာကွယ်ပေးဖို့ကမင်းရဲ့တာဝန်ပဲမဟုတ်ဘူးလားဆိုပြီးတော့အီဆူမီကိုပြောလိုက်ပါတယ်။မီကာနာကသူတို့ပြောတာကိုနားထောင်ရင်းကနေဆူကီနာဂါနောက်ကိုလိုက်လာပြီးတော့အီဇူမီနဲ့ဝေးဝေးနေဖို့တတိပေးသွားပါတယ် တကယ်ဆိုရင်အီဇူမီရဲ့ဦးလေးကိုဆူကီနာဂါကတတ်လိုက်တာပါဒါမဲ့အကုန်လုံးကအီဇူမီကိုမပြောပြဘဲနဲ့ဖုံးကွယ်ထားတာမို့သူမကမသိဘဲဖြစ်နေရတာပါနောက်နေ့မှအเจ้าကနေအီဇူမီပြန်လာတဲ့အခါမှာတော့သူတို့ရဲ့ coffee sign ရှေ့မှာလူတွေဆန္ဒပြနေကြတာကိုတွေ့သွားပါတယ်မွေးရည်စေးကူကီးတွေကိုဒီဇိုင်းကတရားဝင်ရောင်းနေတယ်လို့လူတွေကယုံပြီးတော့လာကြတာပဲဖြစ်ပါတယ်မိရန်ဂါကဆန္ဒပြသူတွေကိုတားဖို့ကြိုးစားခြင်းကနေအဖမ်းခံခဲ့ရပြီးတော့ထောင်ထဲကိုရောက်သွားပါတယ်ဆိုင်ကလည်းကတောင်းကနေဖြစ်နေပြီးတော့ coffee sign ပြန်ဖွင့်နိုင်ဖို့ကလည်းမလွယ်တော့ပါဘူး အဲဒါကြောင့်အီဇူမီကဆူဂီနာဂါကိုဖုံးဆက်ပြီးတော့သူမကူမယ်ဆိုတဲ့အကြောင်းကိုပြောလိုက်ပါတယ်။လူကြီးနဲ့ဟာရူအိုကခီးကနေပြန်လာတဲ့အခါမှာတော့ရှုပ်ပွားနေတဲ့ပစ္စည်းတွေကြားထဲမှာထိုင်နေတဲ့အီဇူမီကိုတွေ့လိုက်ရပါတယ်။အီဇူမီကသူတို့ဘက်နှစ်ယောက်ကိုကိုစိတ်နဲ့ကိုအသက်ရှင်နေပြီးထွက်သွားကြလို့ပြောပြမိလေ။ဘာရီပဲဖြစ်နေဖြစ်နေအီဇူမီနားကနေမခွာဖို့ဆုံးဖြတ်ထားကြတဲ့တစ္ဆာရှိတပည့်တွေကသူမကိုအားပေးစကားတွေပြောပေးပြီးတော့အတူပေးကပ်နေပါတယ်။နောက်နေ့မှာတော့ဆူဂီနာဂါနဲ့အီဇူမီကမွေးရည်စေးကိုပြီးရောင်းနေတဲ့ကောင်လေးတွေအကြောင်းသွားစုံစမ်းရင်းနဲ့ ူကိုရုပ်ရှင်ရုံမှာရှာတွေ့သွားတော့အမှန်တိုင်းဝန်ခံဖို့ချင်းချောလိုက်ပါတယ်။အမိုင်းရဲတဲ့လူတစ်ယောက်ကရောင်းခိုင်းလာလို့ကောင်လေးကပြောပါတယ်။အဲဒီကရာဆူအီရဲ့ညာလျောင်းဂျေးစာစတမ်မန်ဆူကီနာဂါကတန်တီးသွားပါတယ်။ကောင်လေးကနောက်ထပ်စစ်ပြီးပြောဖို့လုံနေတော့မှာပဲမျက်နှာဖုံးနဲ့လူနှစ်ယောက် ရောက်လာပြီးတော့သတင်းချက်လက်တွေမပေါက်ချောင်းအောင်နှုတ်ပိတ်ဖို့လုပ်ပါလို့လေ။အီဆိုမီနဲ့ဆူကီနာဂါလွတ်သွားပြီမဲ့လေကောင်လေးကတော့အဲ့ညာမှာပဲတီးသွားပါတယ်။ဘွေးရီထဲမှာထွက်ပြေးခြင်းနဲ့အီဇူမီရဲ့ဦးလေးပိုင်တဲ့ကိုရောင်တလုံးစီကိုရောက်သွားပါတယ်။ ဆူကီနာကအင်ကြီးလဲနေတော့အီဇူမီကနောက်ကနေကြီးနေလိုက်တဲ့အခါမှာတော့သူ့ရဲ့တတူးတွေကသူမရဲ့ဦးလေးဟာရီနဲ့တအားဆင်နေတာကိုသတိထားမိသွားပါတယ်။သူတို့စကားပြောနေကြရင်းနဲ့ပဲဆူကီနာကအီဇူမီရဲ့ဦးလေးနဲ့တအားရင်းနှီးခဲ့တဲ့အကြောင်းပြောပြပါတော့တယ်။ဘလို့ခင်သွားတာလဲမရှင်းပြခင်မှာပဲယူဂျီနဲ့ဟာရူအိုရိုရောက်လာပြီးတော့အေဂျင်စီမန်နေဂျာတည်သွားတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ယာဇူရီကသူလို့တာမန်တည်နေတဲ့သူတွေကိုနှုတ်ပိတ်ဖို့တက်လိုက်တာပဲဖြစ်ပါတယ်။အဲ့ဒါနဲ့အီဇူမီလည်းယာဆူအီကိုနှိမ်နှင်းဖို့သူမရဲ့အကိုင်းကိုပြန်တီထောင်လိုက်ပါတော့တယ်။ ဂိုင်းကိုပထမတကားဖြစ်လိုက်တဲ့ကယူဂျီနဲ့ဟာရူအိုကအပွဲပြန်လဲပေါင်းစည်းဖို့အတွက်အီဇူမီကိုခဏခဏတောင်းပန်နေတာမို့အခုသူတို့တွေတော်တော်လေးကိုပျော်နေကြပါတယ်။နောက်နေ့ကျတော့အီဇူမီနဲ့ဆူဂီနာဂါကယာမာဂူချီနဲ့ယာဆူရီရဲ့အဖွဲသားတွေရှိနေတဲ့ကလပ်စီကိုသွားခဲ့ပါတယ်။ဒါမဲ့အီဇူမီကဘသူ့ကိုမှဂယူမဆိုင်ဖဲနဲ့ခက်တီတီနဲ့ဆင်မောတက်သွားပြီးတော့သူတို့ကံပြန်ထောင်လိုက်ပြီးဆိုတာကိုကြေညာလိုက်ပါတယ်။ယာဆူရီကတော့ဒီကိန်းစုံလေးကိုများပါလို့ရမှာလဲဆိုပြီးတော့တော့လောင်ပြောင်ပြုံးလိုက်ပါတယ်။ ။ဒီစုမီကရာဇဝီလှုပ်ထားတဲ့ဒူးဆက်တွေနဲ့ပတ်သက်သမျှအချက်လက်တွေကိုနေဇဲရီနဲ့အတိအကျရေးထားတဲ့စာရွက်တွေကိုပြလိုက်ပါရစေ။ဒီသတင်းနေသားမီဒီယာတွေစီကိုရောက်သွားရင်ရာဇဝီစ조사ထားသမျှအသေးသေးရေတွန်ဖြစ်သွားမှာပဲဖြစ်ပါရစေ။ဒီဇူမီကအဲဒီစာရွက်တွေကိုပြပေးလိုက်ပေမဲ့အချက်လက်ဆက်တာဆိုရင်ဒီလောက်မြန်မြန်နဲ့မရနိုင်တာကိုယာဆူအီကရဲမိသွားပြီးတော့သူမလိန်နီယာဆိုတာကိုပြန်ထုတ်ပြလိုက်ပါတယ်။ဒီဇူမီတို့အလိန်ပေါ်သွားတဲ့အခါမှာတော့အခုအချိန်တွေကိုဆက်ပြီးထိန်းထားလို့မနိုင်တော့ပါဘူး။ အဲဒီချိန်တည်းမှာပဲဟာရိုနဲ့ယူကြည့်ဖို့တစားကန်နေပြက်ယာဆူဤဘက်ကဖန်ထားပါရယ်။ယာဆူဤကဟီဇူမီရဲ့လက်ဘင်းမှာကြိုးကွင်းဆွလိုက်ပြီးတော့စတိတ်စင်ပေါ်မှာတွဲလောင်းဆွဲထားပါရယ်။ဒီတိုင်းဆိုရင်အီဇူမီတေတော့မှာမိုဆူကီနာဂါကယာမာဂူချီကိုဝင်ပြီးတော့တားခိုင်းနေပါရယ်။ယာမာဂူချီကပဲတားနိုင်မဲ့သူရှိတော့သူလဲထလာရောယာဆူဤကတနက်နဲ့တက်ပြစ်လိုက်ပါရယ်။ယာဆူဤကအီဇူမီကိုမင်းရဲ့ဦးလေးကိုတတ်တာဆူကီနာဂါလို့ပြောလိုက်တဲ့နောက်မှာတော့အကိုင်းလုံးထပ်ပြီးတော့ချကြပါရယ်။ ောက်တော့ဟာရူကိုကကိုကိုကိုစတေးပြီးတော့အဖွဲကိုကလတ်ထဲကနေထွက်ရောက်အောင်ကူညီပေးလိုက်ပါတယ်။နီဇူမီတယောက်တငယ်ချင်းတည်သွားလို့ငိုယိုနေတဲ့မြေစည်းကြောင်းနဲ့ပဲယူကြည်ကိုကားပြန်လဲခိုင်းနေပါတယ်။နိုင်နေငယ်ကြတဲ့အချိန်မှာတော့ကားကိုရက်ပေးလိုက်ပြီးတော့ယူကြည်လဲလဲကျသွားပါတယ်။သူလည်းအပြစ်ခံထားရတာကိုအီဇူမီတည်သွားတဲ့အခါမှာတော့ဆေးရုံကိုလိုက်ဖို့ပြေးဖို့လုပ်ပါတော့တယ်။ဒါမဲ့ပြန်လဲလိုက်ရင်လည်းအကုန်လုံးတည်သွားရမှာဆိုတော့တေတော်ရဲကိုပဲမောင်းဝင်သွားပါတယ်။နောက်ဆုံးမှာတော့တေတော်ရဲမှာပဲယူဂျီကိုအမြင်မြုပ်ပေးလိုက်ကြပါတယ်။ နောက်တော့ဇူကီနာကမိန်းတောင်းလွဲမချောင်တာပဲနဲ့မင်းဦးလေးကိုတတ်လိုက်ရတာငါတို့လုပ်ငန်းတွေရဲ့သဘောကိုလည်းမင်းသိတာပဲဆိုပြီးတော့ဝန်ခံလိုက်ပါတယ်။အီဇူမီကဒေါသထွက်နေတော့မို့လို့ဇူကီနာကကသူ့မကိုတနက်ပေးလိုက်ပြီးတော့စိတ်ဆိုးနေသေးတယ်ဆိုရင်လည်းငါ့ကိုပြစ်တတ်လိုက်လို့ပြောပါတယ်။ဒါမဲ့အီဇူမီကသူ့ကိုမတက်ရဲခဲ့ပါဘူး။မျောလုံးလုံးကြည့်နေပြီဆိုတော့အီဇူမီဦးလေးရဲ့ကိုရောင်စီကိုပဲပြန်လာခဲ့ကြပါတယ်။အကြာကြီးနေပြီးတဲ့အခါမှာတော့ပထမဆုံးချိန်ဖြစ်အီဇူမီကသူ့မရဲ့စက်တနက်ကိုပြန်ထုတ်လာပြီးတော့ဟာရူကိုနဲ့ယူဂျီအတွက်လက်စားချေဖို့ကြိမ်းလိုက်ပါတယ်။ မီတာကာကလည်းထောင်ကပြန်လွတ်လာပြီးတော့အတူတူလာပူပေါင်းပါတယ်။ရာစုဦးရဲ့နေရာစီသွားတဲ့အခါမှာတော့သူတို့ ပထမဆုံးတွေ့လိုက်တာကစတန်ပါပဲ။ဇူဂီနာကာကသွားချပြီးတော့စတန်ကိုတေးတဲ့အထိတားနဲ့ထိုးတက်လိုက်ပါတယ်။နောက်တော့စီဝေးလုံနေတဲ့ရာစုဦးရဲ့ခန်းစီကိုရောက်သွားပါတယ်။သူတို့ကိုတွေ့တဲ့အခါမှာတော့ရာစုဦးတယောက်ဒေါသထွက်သွားပြီးတော့အထဲကိုဘလို့ရောက်လာကြတာလဲဆိုတာတော့မေးဖို့မေးသွားတဲ့အထိပါပဲ။ သေးဘူးနေတဲ့အီဇူမီရဲ့သူမရဲ့တပည့်ရဲ့ဆူကီနာဂါရဲ့၃ယောက်သားပေါင်းပြီးတော့ယာဇူအီကလွှဲရင်ကျန်တဲ့သူတွေအကုန်လုံးကိုတနက်နဲ့ပြစ်တက်လိုက်ကြပါတယ်။မီတာဂါရဲ့လက်ကိုကြီးမှန်သွားပြီးတော့အီဇူမီကိုယာဇူကီကတနက်နဲ့လည်းပြစ်လိုက်ရောဆူကီနာဂါကဝင်ကာပေးလိုက်ပါတယ်။သူရဲ့ခင်ဆုံးလူနှစ်ယောက်လုံးကကျမ်းပြင်ပေါ်လဲကျသွားတာဆိုတော့အီဇူမီခမရဘာလို့လို့လောက်ရမယ်မသိဖြစ်သွားရပါတယ်။ယာဇူအီကအီဇူမီစီရှောက်လာနေတော့မှပဲအနာကိုမရောက်သေးခင်မှာပဲမီတာဂါကတနက်နဲ့ပြစ်ပြီးတော့တားလိုက်ပါတယ်။ ဆူဂီနာကနောက်ဆုံးကြည်တဲ့ချင်းနဲ့ယာဇူအီကိုတက်လဲတက်ပြီးရောအီဇူမီရဲ့ရင်ခွင်ထဲကိုလဲကျသွားပါတယ်။နောက်ဆုံးမှာတော့အီဇူမီကိုလှလိုက်တာလို့ဆူဂီနာကပြောလိုက်ပြီးတော့လမ်းတော်နမ်းလိုက်ကြပါသေးတယ်။အီဇူမီနဲ့မီတာကအပြင်ပြန်ထွက်လာတဲ့အခါမှာတော့ရဲတွေရောက်လာတာမို့မီတာကကသူ့မစာကာပေးပြီးတော့ဖမ်းခံလိုက်ပါတယ်။လာနေနေကြသွားတဲ့အခါမှာတော့အီဇူမီကဆူဂီနာကရဲ့အုပ်ဝစီကိုတွားပြီးတော့ငါးနှစ်စီကိုစာရေးပြီးတော့အဆက်အသွယ်လုပ်မယ်လို့ပြောနေပါတယ်။ ဟာရူအိုကိုလည်းတမန်တော်မှာအေးအေးချမ်းချမ်းနေနိုင်အောင်လို့တည်တည်ချာချာလေးစာဝနာ လုပ်ပေးလိုက်ပါတယ်။အီဇူမီရဲ့ဘဝကပုံမှန်ပြန်ဖြစ်သွားပြီးတော့သူမရဲ့ကိုပိုင်ကော်ဖီဆိုင်လေးစီကလည်းလည်းလုံလောက်တယ်ဆိုရင်လောက်ဝင်ငွေရလာခဲ့ပါပြီ။ဇာတိုင်းပိုင်းမှာတော့ဘွဲယူခွဲမှာအီဇူမီကသူမကိုတက်နဲ့ရင်ပြီးကာကွယ်ပေးသွားခဲ့ကြတဲ့သူတွေအကြောင်းတချင်းဆက်ဆိုနေတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဇလန်လီကတော့ဒီမာရီမဲဆုံးသက်ထားပါရယ်ခမ။ဇိုနီနားဆင်ပြီးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတူပဲတင်ရှိပါရယ်ခမ။